အလုံးပဲမင်္ဂလာပါလူသွားမဲ့စားမဲ့ဖိရှ်မပြန်လဲကျူဆိုပါတယ်ဒီနေ့ကတော့လူတော်အဖွဲ့ထိုင်ဝမ်ရွှေအေးပင်ဖိန်လို့ခေါ်တဲ့ထိုင်ဝမ်ရွှေအေးလေးလို့ပြသွားမှာပဲဖြစ်ပါတယ်ရှင်အားကြည့်ပြပါတော့မလုတ်ပြခင်အရင်ဆုံးစားပြပါဦးမယ်တီးဆုံပင်ဖိန်လို့လည်းခေါ်ပါတယ်ရှင်ချူအေးလေးနဲ့ရာနာရှိပါတယ် ပါဝင်ပစ္စည်းလေးရင်းနဲ့မိဆက်သွားပေးပါမယ်။ရေကဲတုံးရင်ပင်ဖိတ်ကျယ်လီရင်၊တာကူစီရင်၊ဘာပဲစီရင်တာကူစီနဲ့ဘာပဲစီကိုတော့ကြိုက်လို့ထည့်တာပါမထည့်လည်းရပါတယ်ရှင်။ပြီးတော့တီးဆောင်အမျိုးမျိုးရင်ဒါနဲ့ကမောက်တီးပါတည့်ရတီးစပြစ်တီးတခွားမွေး ီဝီတီးရင်လိမ္မော်တီးအသေးလေးတွေရင်တင်ပေါ်တီးရင်ဖရဲတီးရင်ငါပြောတီးရပါပါတယ်အတီးမစုံလဲရပါတယ်မိမိချိုင်းတက်တဲ့အတီးတွေကိုလည်းအသုံးပြုပြီးတော့လှူစားနိုင်ပါတယ်ရှင်ဒါတော့နို့ရီပဲဖြစ်ပါတယ်ကဲအခုတော့စားလို့ရပါပြီပထမဦးဆုံး ဘလို့လှုပ်လဲဆိုတာလေးကိုပြုလုပ်ပုံလေးတွေကိုပြပြသွားပါမယ်။ပင်ဖိန်းဂျယ်လီပြုလုပ်ဖို့တဲ့ပင်ဖိန်းဂျယ်လီမုန့်လိုပါတယ်။တကြားလိုပါတယ်။စားအနေငယ်လိုပါတယ်။ရင်နွေးပပွက်လေးနဲ့ကြောက်ကြောပန်းလေးတွေလည်းလိုအပ်ပါတယ်ရှင်။ပပွက်စုထားတဲ့ရင်နွေးမှာတကြားထည့်ပါမယ်။တကြားကပင်ဖိန်းတစ်ထုပ်ပါ။တကြားနှစ်စွန်းထည့်ပါတယ်ရှင်။ လူတို့ကတုံးထုတ်ပြောမှာဆိုတော့6ဆွန်းထဲပါတယ်ပြီးတော့ရေနွေးကလည်းပင်ဖိန်းတစ်ထုံးမှာရေ1လီတာလိုအပ်ပါတယ်ရှင်စားတော့အနည်းငယ်ပဲထည့်ပါတယ်ပြီးရင်တော့သမအောင်မွေရပါမယ်ရှင်သမအောင်မွေးပြီးပြီးရေမာလဲခေါကောင်းပျော်ဝင်သွားပြီဆိုရင်တော့မိမိချိန်နဲ့တက်တဲ့ juice တစ်မျိုးမျိုးကိုထည့်ရပါမယ်ပြီးရင် ချက်ပြီးတော့မွေးရပါမယ်ရှင်လူတို့ကတော့အရာတာလည်းရှိအောင်အရာအယောင်လေးလေးလောက်အောင်ယူဒီယာဂျူးစ်ပြီးတော့တုံးပြထားပါတယ်အယောင်လေးပိုတောက်ချင်တယ်ဆိုရင်တော့မများပိုထည့်လိုက်ပါနော်ကျုပ်ကလည်းတမအောင်မွေပြီးပြီးရေမာလည်းနမ်းစပ်သွားပြီဆိုရင်တော့ကြောက်ကြောပန်းလေးတွေမှာတေချာလေးထည့်ပါနော်ပြီးရင်အေးခံထားပါ မိနစ်20လောက်ဆိုတာနဲ့သူကခဲသွားပါပြီရှင်ခဲတယ်ဆိုမဲ့သူကကြောက်ကြောလို့ကြီးမမာကြီးမဟုတ်ပါဘူးနော်တုံတုံအီအီလေးပါရှင်လူတို့ကတော့ဟောဒီအတီးအနံ့အရသာဆုံးအယောင်သွေးဆုံဆုံကြီးနဲ့ juice အမျိုးမျိုးကိုအသုံးပြုပြီးတော့ပင်ဖိတ်ဂျယ်လီအမျိုးမျိုးကိုပြုလုပ်ထားပါတယ် ပင်ဖိန်တီးဆောင်ဂျယ်လီမှာထဲပေါ်အတွက်တတိအစုံလင်လေးတွေကိုလည်းပြင်ဆင်ထားပါတယ်။မဝင်တဲ့တတိတွေကတော့တရက်တီကီဝီတီစပစ်တီလိမ္မော်တီ ၎င်းမောက်တီဖျဲတီတခွားမွေးတီနဲ့တင်ပေါ်တီလိုပဲဖြစ်ပါတယ်အတီးတွေအားလုံးကိုတေချာရေဆေးအခွန်ခွာပြီးတော့ပုံစံဖော်ထားရပါမယ်ရှင်မိမိချိန်တဲ့ပုံစံလေးတွေကိုပြလို့ရပါမယ်ဘာဘယ်ဆေးနဲ့တာကူဆေးလေးတွေကိုလည်းကြက်အောင်ပြုတ်ရပါမယ်နော်ပြုတ်တဲ့အချိန်မှာအစိလေးတွေမှာပါတဲ့အဖြူရောင်လေးတွေကုန်သွားပြီဆိုရင်တော့ကြက်ပါပြီ ပြီးရင်ရေအေးလေးတွေနဲ့တေချာလေးအေးခံထားပါအရေးအကြီးဆုံးဖြစ်တဲ့နို့ရေဖြော်နည်းလေးကိုပြောပြပါမယ်ပါဝင်ပစ္စည်းလေးတွေကတော့နို့မုံရေနို့စိန်တီးရေအနံ့လေးမွေးအောင် အုံးတို့လည်းထည့်ပါတယ်တကြားနဲ့စားလည်းထည့်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေကိုပုံထဲမှာအရင်ဆုံးထည့်ပါမယ်။ထည့်ပြီးရင်တော့ရေနွေးလေးထည့်ပြီးတော့အရင်ဖြော်ပါမယ်နော်။ပြီးမှရေအေးထည့်ပြီးတော့ဖြော်ပါမယ်။ရေအေးကိုရေတန့်သုံးပါတယ်ရှင်။ နို့စီလဲထဲပါတယ်နော်ရင်နွေးလေးနဲ့အရင်ဆုံးသမအောင်ဝေပါနော်ရင်နွေးနဲ့ရင်ဖြော်ပါပြီးမှ ရေတန့်ဖြစ်ဖြစ်ဒါမှမဟုတ်ရေကျက်အေးဖြစ်ဖြစ်ထည့်ပြီးတော့ဖြောပါရှင်။ရေစိမ့်တော့မရေစိမ့်နေတော့မဖြောပါနဲ့နော်။ပိုက်လာမှာစိုးလို့ပါ။တို့ရေလေးရတော်တော်လေးလဲတမသွားပြီအရတာလဲမိမိစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့ရပါပြီရှင်ဘလူးတို့ညီအမတွေက ဒီတီးဆုံပင်ဖိန်းဖြော်ရည်လေးကိုအတော်ရဲ့မွေးနေ့အလူအနေနဲ့ဖျားเจ้าမှာတွားရောက်လူတန်းမှာဖြစ်တဲ့အတွက်ဂျယ်လီတွေအားလုံးကို ပုံထဲမှာထည့်ထားပါမယ်။ဘာဝင်ပစ္စည်းတွေအားလုံးကိုလည်းပုံထဲမှာတတိချာချာလေးထည့်ပြီးတော့တတတတစီ ခွဲထည့်ပြီးတော့ထည့်ထားပါမယ်ရှင်။ဖျားเจ้าရောက်မှာတေချာလေးပွဲ ပြင်ပြီးတော့ကျွေးပါမယ်။ လူ350စာအတွက်ဆိုတော့အများကြီးပြင်ဆင်သွားပါတယ်။နေပူပူမှာဒီအီလီနဲ့ပျော်ရွှင်ရွှင်သုံးဆောင်လို့ရအောင်ပါ။ကဲအခုတော့ပြင်ဆင်ပြီးပါပြီ။လို့ရည်လေးတော့မထည့်ရသေးပါဘူး။အစင်တစ်ပြင်ဆင်ထားပါပြီ။ဖြတ်ချောင်းပြီးရင်တော့စတင်ပြီးတော့တိုက်ပါတော့မယ်။30 30နဲ့60နဲ့ပေါင်းတရားမဖြစ်သေးဘူး။ ဒါလေးရတော့နှုတ်ရီထည့်ပြီးနောက်ဆုံးရက်ဆက်လေးပါတုံးဆောင်တော့ရပါပြီစားပါတော့မင်းအတီးမြမြကြောက်ကြော်လေးမြမြဆိုတော့ချူချူအေးအေးလေးမမွေးလေးတရန်ကိုရတာရှိပါတယ်မိမိတို့အိမ်မှာလည်းလှူစားကြည့်ပါနော် လွယ်လေရမ်းလွယ်ပါတယ်အဲ့ဒီပင်ဖိမ့်မုံလေးတွေလိုချင်နေဆိုရင်တော့ ဖော်ပြထားတဲ့ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့มาอยู่နိုင်ပါတယ်ခုလိုလူရဲ့ဘလော့ကိုစာဆုံးကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်ရှင်